ဒီနေ့ကျွန်တော်တို့မိဘတည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလုပ်တာကတော့မြောက်ပရိဒေသမှာပြုလုပ်နေတဲ့ online ဘောင်ကစားမှု တိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြောက်ပရိရဲ့မြောက်ဘက်မှာရှိတဲ့ ရွှေကုတ်ကိုနေနေဖို့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလုံခြုံရေးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက် ရှင်းလင်းခဲ့ပါတယ်ပထမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ကွန်ပျူတာမရရှိဘဲစောက်လုပ်ထားတဲ့အဆောက်အုံတုံးပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသားသား346ဦးဖမ်းမိခဲ့ပါတယ်အွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီး ်တပေါင်းဒီပါလောက်ဖန်ဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖန်ဆီးရမိခဲ့ပါတယ်။ဟာတစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖန်ဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းကစားမှုလောက်ဆောင်နေတဲ့နေမြေ၃ခုရှိပါတယ်။အဲ့ဒါတော့နံပါတ်၁ကတော့ KK ပတ်နေမြေ။နံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနေမြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နေမြေဖြစ်ပါတယ်။ ဒီကေကပတ်နယ်မြေကတော့အလုံးသိတဲ့အတိုင်းပဲမြောက်ဝတီမြို့ရဲ့ဒီတောင်ဘက်မှာ ရှိတယ်ရွှေကုတ်ကတော့မြောက်ဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါကေကပတ်ရဲ့တောင်ဘက်မှာရှိတဲ့နယ်မြေတွေဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ်ကေကပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော် အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားတဲ့နေဘဒူရင်းနဲ့ဘယ်ချိန်တော့စာချုပ်ချုပ်ခဲ့တယ်။ KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလူချုပ်ခဲ့တယ်။ဘလူမျိုးဆောင်ရွက်ခဲ့တယ်။ဘဒူတွေပေါင်းပြီးပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KGB ကနေမြန်မာအဓိကတော့မူလိပ်ဤအလင်းကုမ္ပဏီ Front Asia International Holding Group Thailand ကုမ္ပဏီတွေပေါင်းပြီးပတ်သက်တာဖြစ်ပါတယ်။ ရွှေကုတ်ကုန်မြောင်ကတော့မြန်မာရထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် Garden Resort Company ကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနယ်မြေမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံခြားသားတွေဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတာကိုကျွန်တော်တို့ဒါရှင်းပြပြီးဖြစ်ပါတယ် အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ်တဲ့နိုင်ငံသားတွေဟာ96ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့သင်ဓမ္မနိုင်ငံတွေကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနေမီဒီမှာကျွန်တော်တို့ တိုင်းသာလက်နက်ကိုင် EO ဖွဲ့ KNG NL ဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့နေချားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်အဲ့ဒီလူတွေကိုပဲခြိကပ်ပြီးတော့ကိုကျိုးစာစီပွားရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကို လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကိုကျွန်တော်လွန်မိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ online လောင်းကစားမှုတိုက်ခဲ့ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်တဖြည်းဖြည်းကျွန်တော်တို့နယ်မြေငြိမ်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီး online လိမ်လည်အမြင့်ပြပပရောက်ရေးအတွက်ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါဒီနေမြေမှာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကို ကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်တချို့စစ်ဆေးချက်မှတ်တမ်းတွေကို ကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်အဲ့ထုတ်ပြန်ပြောကြားချက်ကို ကြည့်ရင် 态度也好。